ခြေလကသိန်း900ပြီလို့စားပေမဲ့လည်းသူမေတ္တာတွေကြောင့်သိန်း800တန်ကသီးရရှိခဲ့တာပေါ့နော်။တော့ဒီကချင်ဘက်ကဆိုရင်လည်းကျွန်တော်တို့ဒါစကိုင်းကိုကျွန်တော်တို့ဆင်းလာပြီ။ချင်းဘက်ရခိုင်ဘက်ကနေဆိုရင်လည်းဒီကမကွေ AR ကိုကျွန်တော်တို့ဝင်လာပြီ။သူတို့ပြောနေတာကြားပြီလေ။သူတို့က PDF နဲ့ဇိုးတယ်ကျွန်တော်ပေါ်မှာ။ပါ PDF ကပါဆိုတော့အောင်မဲတာဒါပေါက်လာပြန်အောင်ကျွန်တော်တနာယူလေ တယ်။တမန်တော်ကဒူအန်ဂျင်အမျိုးသမီးတယောက်ကိုလည်းမှစစ်ကြေလို့ပါလို့သွားပြောတာ။တကယ်လို့ကသူ့ယောက်မှအလုံးလုံးတာ။အဲယုံစင်းပြီဆိုရင်ဒီကောင်က OD ရှိတယ်ပေါ့။အဲတရိတာနဲ့တိုင်းမှာ OD ရှိတယ်ဘာညာဆိုပြီးတော့ဟုတ်ပြီ။ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာ။ဟာလာ အားလုံးပဲမင်္ဂလာပါ MZ ဘာမီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရလား Okay ပျော်ရွှင်ကြည်နူးကျွန်တော်တို့ခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အစတော်လာမီဘပြည်သူများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့ချစ်တန်းကားဝယ်ယူဖို့အကနဲ့အတူကူချဆိုးဆိုတဲ့ကားချလန်ကနေမှအာဝယ်ယူထားတဲ့ပြည်သူမိသားစုကြောင့်ဝယ်ယူထားတဲ့ကားပေါ့နော်အခုအမိဘပြည်သူတွေကလာပြီးခြားပြရချင်းဖြစ်တာပေါ့နော် ကတော့ကျွန်တော်တို့အာဝယ်ယူနိုင်ခဲ့ပါပြီ။ဒီသူမေတ္တာနဲ့ကာချက်လာက3900ပြုလုပ်ထားပေမဲ့လည်းဒီသူမေတ္တာတွေကြောင့်300တန်ကသီးရရှိခဲ့တာပေါ့နော်။ဘလို့လဲရပါစေပြီလား။စေပြီလား။ဘလို့ရှိတယ်ကိုဘာပြောချင်လဲ။ သူကျေးဇူးတင်ပါတယ်ဒီထဲတမကားနောက်ဆိုလည်းနော်လာနောက်များလည်းပဝေပန့်ပူပြဖို့ကျွန်တော်တို့ကိုမျှော်လင့်ထားပါတယ်ရပါတော့ခုလိုကာရရှိတယ်လဲဘယ်လိုပြောချင်လဲပြောလဲပြောပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ချစ်ဖို့ကောင်းနေကြရနော်တရားရှင်စီပေါ့ဒါပေးလို့လည်းကျေးဇူးတင်ပါတယ်လို့ရှိတာဒီကနေ့တရားမော်နော်နောက်ဆိုတော့ ဟုတ်ကဲ့ကျွန်တော်ပြည်သူမိပါတွေအရန်ဂျေစုတင်ပါတယ်ဗျပြောချင်တာကကမ်ပိန်းမှာသူတို့တတ်မှတ်ထားတာက3900ရရှိလိုက်တာ3800စဉ်းစားကြည့်ကျွန်တော်ပြည်သူတွေဘယ်တော့မှသွေးပြစ်မသွားဘူးနော်ဘယ်တော့မှသွေးမအေးခဲ့ဘူးဟုတ်ကဲ့ဂျေစုတင်ပါတယ်တိုင်ရင်တက်ဖွဲ့တာအခုလို့အစဉ်ပြေပြေချောချောမွေ့မွေ့ဖြစ်ပါစီလို့လဲကျွန်တော်ဆူတောင်းပေးပါတယ်ကျွန်တော်ပြည်သူတွေညီညီနဲ့သွားကြမယ်ဗျ ဘီယူလေးနဲ့ပတ်သက်ပြီးပါပြောခြင်းလေကျွန်တော်တို့လက်ထဲရောက်သွားရင်အဲ့လိုမျိုးကခိုင်းမယ်ဗျာကျွန်တော်ညီနောင်လေးလည်းအပြင်းပြေတာပေါ့ okay စစ်ပြီးတော့လေ့ကျင့်ထားအဲ့ချိန်တော့ဆိုရင်တော့ဗျာ ARV ဆိုတာလုံးဝဘယ်သူမှဘာမှသိပြီးတော့မလုပ်ရဲတယ်ပေါ့နော်လုံးခွင့်မတုံတဲ့နေရာပေါ့ဒါပေမဲ့အဲ့လိုခုနက နေဆက်ဒေတာတွေကနေစခဲ့ရတယ်တော်လိုင်းတိုင်းသားတော်လိုင်းအင်အားစုတွေနေရာတွေကနေစခဲ့ရတာနေအခုဆိုရင်တော့ AR တွေကိုကျွန်တော်တို့ခြေချပြီဗျဒါပဲเนาะ AR တွေကိုခြေချယုံနေမကောက်အောင်เนาะခြေချယုံတဲ့ပူတဲ့အဲကျွန်တော်တို့တိုက်ခိုက်မှုတွေတိမ့်ပန်းမှုတွေဒါတွေတော့ရှိနေတဲ့အခြေအနေမျိုးတွေဖြစ်လာပြီပေါ့เนาะအဲ့တော့ပြောရရင်ဒီကာလမှာတော်လိုင်းရေးဟာကျွန်တော်တို့ရဲ့တော်လိုင်းရေးဟာတောင်တန်းနေเนาะကျွန်တော်တို့တောင် ုံးမြင့်နေနောက်ပြီးတော့မြေချောင်းတွေကိုကြော်ပြီးတော့မြေပြန့်ဒေသကိုကျွန်တော်တို့ချင်းနှင်းဝင်ရောက်လာပြီလို့ကျွန်တော်တို့ဒါဒီလိုပဲပြောလို့ရပါတယ်အဲ့တော့အရာဝတီတိတ်ရေးကြည့်ပါတယ်เนาะကျွန်တော်တို့ ARD ဟာเนาะကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒါစပကြီလို့ကျွန်တော်တို့ဒါပြောလို့ရတဲ့အခြေအနေဖြစ်တယ်အော်ကျွန်တော်တို့ဒီမြန်ကိုတဖြည်းဖြည်းဆင်းလာတဲ့အခါမှာ ARD မပါလို့ကျွန်တော်တို့မရဘူး။အဲ့တော့အခုဆိုဒေါ်လာရင်းကိုကျွန်တော်တို့ကြည့်ကြည့်ပြပါ။နောက်ဒီကချင်ဘက်ကဆိုရင်လည်းကျွန်တော်တို့ဒါဇကိုင်းကိုကျွန်တော်တို့ဆင်းလာပြီ။ဒီချင်းဘက်ရခိုင်ဘက်ကနေဆိုရင်လည်းဒီဘက် မကွေအေးရပြီကျွန်တော်တို့ဝင်လာပြီတကယ်နော်လေးပြစ်နေတာပေါ့ဆိုရင်မွန်ကရင်ကရင်ဒီဘက်ကဆိုရင်ဒီဘက်ကနေပါဝင်လာတယ်ပကိုးကိုကျွန်တော်တို့ဝင်လာပြီအဲ့တော့ဒီဘက်ရှမ်းမြောက်ကနေဆိုရင်လည်းမန္တလေးနေပြီးတော့ကျွန်တော်တို့ဆင်းလာပြီအဲ့လိုပဲဒီတရင်နာကြီးဘက်မှာဆိုရင်လည်းပဲနေဆိုးမှုတွေကျွန်တော်တို့ဒါရှိနေတဲ့အခြေအနေပေါ့ပြောချင်တာကအချမ်းဘတ်ဆေးဥစုကိုအဖက်ဖက်ကနေဝိုင်းရံပြီးတော့ဖီအားပေးနိုင်တယ်စေအေးရဖီအားပေးနိုင်တဲ့အခြေအနေမှာဘယ်အပေါက်မှလွတ်နေလို့မရဘူးဗျာအဲ့တော့ AR ကြီးကကျွန်တော်တို့မဖြစ်မနေဒီကျွန်တော်တို့အချမ်းဘတ်ဆေးဥစစ်အာဏာရှင်စနစ်မြမမီပေါ်က เนาะကျွန်တော်တို့လုံးဝပပျောက်သွားပြီးတော့မြန်မာတနိုင်ငံလုံးပြည်အောင်တစ်ခုလွတ်မြောက်ရေးအတွက်တော့ဒါအင်မတန်အမှအရေးပါတဲ့ဒါတိုင်းတစ်ခုဖြစ်တယ်ပေါ့နော်တိုင်းတစ်ခုဖြစ်တယ်အဲ့မှာမှကျွန်တော်ပြောချင်တာကတော့ခုနမြေပြန့်ကိုတဖြည်းဖြည်းစီးနေထိုးပေါက်ဝင်ရောက်လာတဲ့အခြေအနေရယ်နောက်ပြီးကျွန်တော်တို့အားလုံးရဲ့ အဲတချိန်ကမြို့တော်ဖြစ်တဲ့ရန်ကုန်ရှိမယ်ဗျာပြီးရင်အခုလက်ရှိတို့အဲမြို့တော်ဖြစ်နေပြီးရောရှိမယ်ဒီနေရာတွေကိုကျွန်တော်တို့တွေပြင်ပထားပြီးတော့ကျွန်တော်တို့ဝန်ရံပိတ်ဆို့ဖို့ဆိုတဲ့အနေအထားတစ်ခုမှာဒီပတ်ပေါင်းတော်ဝန်ရံရမယ့်နေရာမှာ ARB ရဲ့အခန်းကဏ္ဍလေးဒါအင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်အဲအဲ့မှာမှအားလုံးမမေ့ဖို့ကျွန်တော်ဟိုဟိုအဓိကဆွေးနွေးချင်တာတော့ကျွန်တော်တို့အားလုံးဟာတော်လန်ရေးကိုဒီကိုနယ်နေပေါ့နော်ကိုနယ်နေကိုဒေတာနေအရင်ခံခံပြီးတော့ကျွန်တော်တို့ဒီ မစနိုင်တဲ့အခါမှာခုနကတိုင်းသားတော်လှန်ရေးအင်အားစုတွေဆိုတော့အခြေအနေတွေကနေကျွန်တော်တို့ဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါတင်ပိုက်လာတယ်ပေါ့နော်အမှန်တိုင်းပြောရရင်တော့ဒီအရာတွေကကျွန်တော်တို့ပြည်တော်စုတစ်ခုလုံးရဲ့နေမည်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးရဲ့နေမည်တွေပါဒါပဲလေအခုအခြေအနေမှာဆိုရင်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့တော့စစ်အုပ်စုရဲ့အသေးနှလုံးကိုပေါ့နော်အသေးနှလုံးကိုဒါထိုးဖောက်ဝင်ရောက်နိုင်တဲ့အခြေအနေတစ်ခုကိုရောက်လာပြီလို့ကျွန်တော်ကတော့ပြောချင်တယ်ဟောဒီနေရာမှာကျွန်တော်အာကျွန်တော်တို့အားလုံးပြောနေတဲ့အထွေထွေထိုးစစ်ပေါ့နော်ဒါလေးလည်းနည်းနည်းထည့်ပြောချင်တာပေါ့နော်အဲ့တော့ဒီအထွေထွေထိုးစစ်လို့ပြောပြီဆိုရင် ကာဝေးဝင်ကြီးကအဆင့်30ပြောတာတော့ရှိပါတယ်နော်ပထမအဆင့်အနေနဲ့ကျွန်တော်တို့တွေကတက်တီဆောက်တယ်နိုင်ငံလုံးအတိုင်းအတာနဲ့စီရေးလှုပ်ရှားတယ်โอเคဒုတိယအဆင့်မှာဒုအင်အားစုစည်းတယ်မာယူအားထိုးစစ်ဆင်တယ်မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတယ်ပေါ့နော်တတိယအဆင့်ကတော့ PDF တွေပကပတွေတိုင်းသားအင်အားစုတွေအားလုံးပေါင်းပြီးတော့ကျွန်တော်ကျွန်တော်တို့အထွေထွေထိုးစစ်ကြီးကိုနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ်ဆိုတော့ဒီတတိယအဆင့်အတွက်ကိုကျွန်တော်တို့ဒါ တင်ပြီးတော့ဒါပြင်ဆင်နေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီအခြေအနေမှာကွက်ပြေခင်းကွက်စစ်နင်းနိုင်မှုအတွက်ဒီ ARD ရဲ့အခန်းကဏ္ဍကတော့အင်မတန်မှအရေးကြီးတဲ့ကဏ္ဍဖြစ်တယ်အဲ့တော့ ARD ကို ARD သားတွေခြေချပြီးတဲ့နောက်မှာเนาะကျွန်တော်တို့တဖြည်းဖြည်းနဲ့တနိုင်ငံလုံးလုံးမြောက်ရေးအထီကိုအထီကိုကျွန်တော်တို့တွေဆက်ပြီးတော့တွားနိုင်မယ်လို့ကျွန်တော်ကတော့အပြည့်အဝရှင်းကြည့်ပါတယ်လို့ဟုတ် ကျေးဇူးပါဗျ။ဟုတ်ကဲ့ဗျကျေးဇူးတင်ပါတယ်။ဒါကတော့ကျွန်တော်တို့အတွက်ခွန်အားတွေရရှိဖို့အတွက်ပေါ့နော်။တကယ်လေအဖက်ဖက်ကလည်းကျွန်တော်တို့ကလုံးနေပြီနော်။ပြောချင်တာကကျွန်တော်တို့ညီနောင်သွေးချင်းတွေတိုင်းရင်းသားတွေအားလုံးကျွန်တော်တို့ကတက်ပြီးတောင်တဲမှာနေတာ။ငါပြည်နယ်၊သူ့ပြည်နယ်၊ငါတိုင်းရင်းသား၊သူ့တိုင်းရင်းသားဆိုပြီးတော့ဒီချိန်မှာခွဲခြားနေလို့ကလုံးဝမဖြစ်တော့ဘူးဗျ။အဲ့လိုခွဲခြားနေရင်လေဒီတော်လန်ရေးကပြီးမှာမဟုတ်ဘူး။ကျွန်တော်တို့တွေစီးလုံးညီညာအောင်ချောင်းဖြာဆိုတဲ့စကားအတိုင်းစီစီလုံးလုံးနဲ့တွားရင်ဗျာ။ ဘာမို့လို့လဲဒီဗီဒီယိုလေးကတော့နော်နန်းတွင်ထဲမှာအစင်ပြေလားမပြေလားတော့မသိဘူးဗျာဇော်ဘောဟောင်းဟောင်းမင်းကဇော်ဘောဟောင်းကိုဆွဲစီးလိုက်တဲ့အဓိကတက်တေရုတ်တန့်အဲ့ပါအနေနဲ့ဟာတဇင်ဦးနဲ့ကျွန်တော်လည်းအဲဒီနာမကသွားလိုက်တာကိုတို့မှခြေဝင်နေတာโอเคခြေဝင်နေဖုန်းချောင်းလေးတနာယူလေးနော်တမတော်ကဒူအန်ဂျင်အမျိုးသမီးတယောက်ကိုလည်းမှအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးပြောပြီးသွားရင်အချိုးချောင်းအတိုက်ဆိုင်တာလို့ပြောရတာလေအဲ့ နော်ချစ်ကျင်လို့ပါလို့သွားပြောတာဟွခင်ဗျားတို့ပြောတဲ့ဘာလဲဆိုတော့အောင်မင်းကထားပေါက်လာပြန်အောင်ကျွန်တော်ဟုတ်လားမင်းမတက်ဖိုက်တာနော်အရင်တော့အရင်ကသူရုံးမှာလုံးလုံးတာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကအော်ဗါလေအိုဒီရှိတယ်ဗောအဲတရင်တာနဲ့တိုင်းမှာအိုဒီရှိတယ်ဘာညာဆိုပြီးတော့ဟုတ်ပြီကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာဟမ် ပြီးတော့အရက်ထိုင်တော့တာโอเคအရက်ထိုင်တော့ပြီးဂျာကူလီနှလုံးနဲ့ကြည်တာပုတ်တယ်ပုတ်တယ်ကြည်တော့ဂျာတော့ကောင်မလေးကကြောက်လာအောင်ဟမ်ကြောက်လာတော့သူနဲ့လှုပ်တွဲမလုပ်တော့ခြေပြေဝင်ပြီးတော့ထက်ခွာပြန်အောင်ကျွန်တော်တို့သတိဦးတော့သတိဦးမတည်သေးဘူးသတိဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက်ဘောဘုံအင်းဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာအလိုကြည့်ညာပြုတ်မှုနေထိုင်နေဆိုတာသတိဦးတော့သတိဦးအမေရောတည်တယ်တလဲစီပေါ့အောင်မဲကိုကျော်စိုးဦးလည်းတည်တယ်ဟမ်နော် ကိုနှမလေးလို့ပေးမပေးရပဲရှိတယ်။အော်နှမလေးလို့ရှိတယ်။ပမာလေးလို့ Telegram 3កောင်။နော်အဲ့3កောင်တော့အဲ့ဒီလူတို့ကျွန်တော်တို့နားမသာမှာသွားလိုက်တာ哦။ခြေဝင်တဲ့ပုံစံပေါ်တယ်။ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်အဖြစ်ကျွန်တော်မကျေနပ်ပြီးတော့ထပ်ပြောပြန်အောင်။ဟွန်းနော်စံတေးကစံတေးဆိုလဲကြည်လိုက်ပါ တို့ပြောနေတာကြာပြီလေတို့က PDF နဲ့ဆိုတယ်ကျွန်တော်ပေါ်မှာဟုတ် PDF ကမှပုံမှာတော်တယ်မှာကျွန်တော်လုံးလို့မရဘူးတို့က PDF တက်ပုံမှာကျွန်တော်ကိုတိုက်ခိုက်သေးတယ်ဟုတ် PDF ကမှတော်တယ်မှာမလို့သူ့လို့သူ့လို့လုံးလို့မရဘူးဒီတိုင်းပြီးချစ်ပါတယ်တက်မလို့ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အတိတ်တိုက်ခိုက်တာဟုတ် ငါကောင်ကြီးဇော်ဘောဟောင်းမင်းအဲ့လိုပြီးထိထိသိသိမပြောခဲ့လို့အောင်မင်းကမင်းကိုအသေးကင်လိုက်တာအောင်မင်းကမင်းလို့နော်အောက်ခြေဆက်တီကိုယောကာယဘုံမှုတက်ချက်အစင်းလောက်ကိုဘောမာတာမဟုတ်အောင်မင်းကအကောင်ကြီးကြီးတွေကိုဘောမာထားတာအဲ့တော့မင်းတို့ကောင်တော့ကိုနော်လက်ဖြောက်တစ်ချက်တီးတာနဲ့ဖြောက်ပလိုက်လို့ရတယ်။မင်းအောင်မင်းကိုဝင်ချဒူးထောက်ပြီးတောင်းပန်တောင်းအကောင်ကမင်းကိုခွင့်လွှတ်မယ်လို့မင်းထင်လား။မင်းကိုဘလို့အညိုးတွေနဲ့မြန်နှိမ့်ဆက်နေလဲ။ Okay ကောင်ကြီးအဆင်ပြေပါစေကွာ။